မင်္ဂလာပါရှင်ရှမ်းအယ်ကိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်အတွင်းမြေတင်းနေထိုင်ကြသည့်ပြည်သူလူထုနေစဉ်ဝယ်ယူသုံးစွဲနေကြသောအခြေခံစားသောက်ကုန်များလူသုံးကုန်ပစ္စည်းများနှင့်စောက်လုံရေးလုပ်ငန်းသုံးပစ္စည်းများဈေးနှုန်းမြန်မာတိုးတက်မှုမရှိစေရေးနှင့်ဖြစ်တင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက်ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညီနိုင်အစည်းအဝေးတင်မြင့်ဆောင်2020ကိုမေလ9ရက်နေ့နက်9:00ကတောင်ကြီးမြို့ရှမ်းပြည်နယ်စိုးရွာဖွဲ့ရုံး စည်းအဝေးခန်းမ၌ရှင်းပါခဲ့ပါတယ်လုံငန်းညီနိုင်အစည်းအဝေးတွင်ရှမ်းပြည်နယ်ကုံစင်းနှုံးတည်ငြိမ်ရေးလုံငန်းအဖွဲ့ဥက္ကဋ္ဌရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကတဘာဝငလျင်ဘေးတင်တိုင်းဒေသကြီးပြည်နယ်များတွင်ဖြစ်ပွားလျက်ရှိရာယခုချိန်တွင်ပျက်စီးသောသည့်အဆောက်အုံများပြန်လည်ဆောင်လုပ်ဆောင်ရွက်လျက်ရှိရာအိမ်ဆောက်ပစ္စည်းများလိုအပ်ချက်ရှိရာပြီးလက်မြေများကိုဝိသမာလောဘသားများကမတက်မသောနီလန်းများဖြင့်ဈေးနှုန်းများမတန်တဆမြင့်တက်ထုံးလို့ရောက်ချလျက်ရှိပါကြောင်း ြည်သူမဆူမိမိတို့ပြည့်စည်သွားသောအိမ်များကို အမြန်ဆုံးဆောင်ရွက်လိုပါတော့လေတန်ချောင်းစည်းများပြီးလက်မြေစည်းများမတန်တဆစည်းများဖြင့်ရောင်းချလျက်ရှိသည့်အတွက်ရှမ်းပြည်နယ်ကုံစည်းနှုံတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့်ထိမ့်သိမ်းကြက်မဲ့ပေးရန်လိုအပ်ပါကြောင်း ရှမ်းပြည်နယ်အတွင်းကုန်စည်နှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့်ဌာနဆိုင်ရာများအပြင်မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသည့်ကုန်သည်စမှုအသည်းနှင့်ညီနောင်အသည်းများလုပ်ငန်းရှင်များအနေဖြင့်လည်းဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီးပြည်သူအတွက်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။ ကုန်စည်စည်းစည်းမှုပန်းပန်းကန်ကန်မြဲမြဲဆက်ဆံဆောင်ရွက်နိုင်ရန်အတွက်ဆောင်ရွက်ပေးကြရန်နှင့်လုံခြုံရေးစစ်ဆေးရေးဂိမ်းများတွင်လည်းကုန်စည်စည်းစည်းမှုနှောင့်မကျစေရန်အတွက်မြန်ဆန်စွာဆောင်ရွက်ပေးရန်လိုကြောင်းကုန်ပစ္စည်းများမတန်တဆစေဖြင့်မယောင်းချရေးထိမ့်သိမ်းပေးကြရန်ပြောကြားခဲ့ပါသည် ထို့နောက်ပြည်내ကုန်စည်နှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူးပြည်내စားသုံးသူရေးရာဦးစီးဌာနပြည်내ဦးစီးမှုကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြပြီးအထွေထွေဆွေးနွေးရာတွင်ပြည်내ဝန်ကြီးချုပ်ကငောင်းမွေးမြူရေးနှင့်ဝက်မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်လေသူများရှိပါကလောက်ကိုင်းဆောင်ရွက်နိုင်ရန်အတွက်တွန်းအားပေးစီလိုပါကြောင်း စိုက်ပျိုးရေးကဏ္ဍတွင်လည်းတက်မီဩဇာလိုအပ်ချက်များကိုနိုင်ငံတော်ကစောင့်ရွက်ပေးနေသဖြင့်တောင်သူများလက်ထဲရောက်ရှိအောင်စောင့်ရွက်ပေးစီလိုပါကြောင်းဖြစ်ဆက်ဆွေးနွေးခဲ့ပါတယ်။၎င်းနောက်တက်ရောက်လာကြသောပြည်내ဆိုရအဖွဲ့တွင်မူပြည်내ဥပဒေချုပ်တို့ကကုန်စည်နှုန်းတည်ငြိမ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရေးနှင့်ကုန်စည်နှုန်းကိုမတမာသူများမှအစမတန်းစောင့်ရွက်ရောင်းချနိုင်မှုတွေ့ရှိပါကဥပဒေအရအရေးယူဆောင်ရွက်ရမည်ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးကြပါသည်။ ရင်းနောက်ရမ်းပြည်နယ်ကုံစင်းနှုံးတည်ငြိမ်ရေးအဖွဲ့ဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကပြည်သူလူထုကိုစားစက်မှတ်ပေးရသည့်ဌာနဖြစ်၍စောင့်ရွက်ပေးရခြင်းဖြစ်ပါကြောင်း ဌာနဆိုင်ရာများအနေဖြင့်မိမိဌာန၏အခက်အခဲရှိပါကဆွေးနွေးတင်ပြပြီးရန်လိုအပ်ပါကြောင်းသက်ဆိုင်ရာဌာနများ ကုန်သည်ကြီးများလုပ်ငန်းရှင်များမျိုးမိမျိုးဖများရှမ်းပြည်နယ်ဆိုရာအဖွဲ့သို့အကြံပြုချက်များကိုတင်ပြလိုပါကတင်ပြပေးကြရန်ပြီးသည့်အကြံပြုချက်ဖြစ်ပါစေလက်ခံ၍အကြံပြုတင်ပြပေးကြရန်နှင့်ဝိုင်းဝန်းစူးစမ်းပေးကြရန်ပြောကြားကြောင်းသိရှိရပါသည်